လွဲနိုင်တဲ့အမှားတွေ၁အပြုံးတု၂ခံစားချက်တု၃စကလုံးအမှား၄ပါးစပ်စီ၅မလိုအပ်တဲ့ကိုယ်အမူအရာ၆လေးသံအနေအမြင့်၇တုတ်ပြုံမှုနှေးကွေးခြင်း၈အခြေအနေအချိန်ကာမကွဲခြင်း၉တုထက်တာကိုယ်သာတိလုံးမိခြင်းအမှားနဲ့ကင်းနိုင်တဲ့သူမရှိပါဘူးအမှားကိုမကြောက်တတ်သူမှသာအမှန်ကိုမြင်နိုင်တဲ့သူဖြစ်ပါတယ် လူတိုင်းလူလိုအမှားကိုထက်ခတ်တလဲလဲလုံးမိပြီရလာတဲ့သင်ခန်းစာနဲ့အမှန်ကိုပိုကောင်းအောင်ကြိုးစားလုပ်ကြရပါတယ်လူအထာပါနဲ့အောင် လေ့ကျင့်အမှားလုံးမိကြမှာပါတိလျက်နဲ့ဖြစ်စေမတိပဲဖြစ်စေအကြောင်းတိုက်ဆိုင်လိုပဲဖြစ်စေအမှားကိုလုံးမိမှာပါ အများအားဖြင့်တတိမထားမိပဲအတွေးများမိလို့အမှားလုံးမိတတ်ပါတယ်ဒါကြောင့်ဘာမှမလုပ်ခင်ဘာလို့လို့တတိထားလုပ်တတ်တဲ့အကျင့်ကောင်းရှိသွားအောင်အရင်ဆုံးလေ့ကျင့်ထားပါ ူမှုပေါင်းတဲ့ဆက်ဆံရေးဆိုတာကမျက်နှာဖုံနောက်ွယ်ကလူရဲ့စိတ်နေစိတ်ထားကိုခန့်မှန်းရတဲ့အလုပ်ဖြစ်ပါတယ်။တတိမထားပဲပြစ်ဆက်လက်ခတ်ပြီးဆက်လွယ်ဆက်သွယ်ဆက်ဆံတာမျိုးလုပ်ရင်တော့သူ့မျက်နှာဖုံကိုချွတ်နိုင်ရမယ့်အစားကိုမျက်နှာဖုံချွတ်ပြီးအချက်တကွဲအကျိုးနှဲနေနိုင်ပါတယ်။ပြောဆိုအနေထိုင်အမှုရာအမှုအချက်အလုံးကိုတတိကြီးကြီးထားပြီးပေါင်းတဲ့ဆက်ဆံနိုင်မှဖြစ်နိုင်ရည်ရှိသမျှအနေရီကိုကျော်လွှားနိုင်ပါပါ။တစ်ဖက်သားကကိုမုန်းတဲ့လူဖြစ်နေပါစေအောင်တော့ ော့ပြပြမလုံရပါဘူး။တခါလုံးမိတဲ့အလွဲကတစ်ချိန်ပဲအကျိုးနှဲစေနိုင်ပေမဲ့အလေးမထားပဲထက်ခါတလဲလဲလုံးမိသွားတဲ့အမားဟာကြာလာရင်အမှန်ဖြစ်လာပြီးအသက်လုံးဖတ်ဆင်မရလောက်ကျိုးမဲ့သွားစေတတ်ပါရဲ့။ဒါကြောင့်ဘာလို့လို့အလေးထားလုတ်တဲ့အကျင့်ကောင်းရှိသွားအောင်အရင်ဆုံးစိတ်တက်ပြုပြင်ထားပါ။ပေါင်းသင်းဆက်ဆံရေးသို့မဟုတ်လူကဲခတ်တယ်ဆိုတာကတစ်ဖက်တည်းလုတ်တဲ့အလုံးမဟုတ်ပါဘူး။နှစ်ဦးနှစ်ဖက်လုံးလို့ရတဲ့အလုပ်ဖြစ်ပြီးကိုယ့်ဘက်ကအချာကောက်နေသလို တစ်ဖက်ကလည်းသဲလွန်စားရှာရှင်ရှာနိုင်ပါတယ်။ဒါကြောင့်တစ်ဖက်သားအပြုမူကိုပဲတတိထားမနေပဲကိုယ့်ရဲ့အမူကျင့်ကိုလည်းထိန်းချုပ်တတ်ပါစေ။ညနာအမူရာပုံသေးဖြစ်ပါစေ။လေယူရာလိုက်ရင်ပြီးပြုံးတန်တဲ့ပြုံးပါ။ရည်တန်တဲ့ရည်ပါ။စိတ်လူလည်းရနားချောက်ပါ။စေတနာပါပါ ခံစားပါ။ပြုံးပြခြင်းဆိုတာကအကောင်းဆုံးသောပေါင်းတင်ဆက်ဆံရေးဆိုင်ရာအမူကျင့်တစ်ခုအဖြစ်အထင်မှားနေကြတယ်။တကယ်တော့မဟုတ်ဘူး။အပြုံးဆိုတာက လူစိတ်မှာအနုညံ့ဆုံးသောခံစားချက်တွေဖြစ်လာတဲ့အချိန်နှလုံးသားချင်းနှိစက်သွားပြုတ်မှုမိတဲ့မျက်နှာအမူအရာဖြစ်တယ်။အင်မတန်ဖြစ်ရခဲ့တဲ့ခံစားချက်မျိုးပါ။ဒါပေမဲ့လူတွေကအပြုံးကိုပေါင်းသင်းဆက်ဆံရေးတော့အဖြစ်တလွဲအသုံးချနေမိတတ်တယ်။ပြုံးချင်းမှာအပြစ်မရှိပေမဲ့ကာလန်ဒေတာမကိုက်ညီရင်အပြုံးကတစ်ဖက်သားအပေါ်အရွဲတိုက်သလိုစောင်းမြောင်းသလိုမလိုလားအပ်တဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုနဲ့အချိန်မြင်လွဲသွားနိုင်တယ်။ဒါကြောင့်မလိုအပ်ပဲအပြုံးတို့မလို့ရဘူး။ အပြုံးဆိုတာကခံစားချက်ပြင်းပြမှုကြောင့်ဖြစ်လာရတဲ့အမူအကျင့်တစ်ခုဖြစ်ပါတယ်။အပြုံးလိုပဲမလိုအပ်ပဲကိုယ့်မျက်နှာမှာခံစားချက်တွေကိုအဖို့ထုံးမိပါစေနဲ့အတက်နိုင်ဆုံးမူတည်မျက်နှာထားနဲ့ပဲနေပါ။ပင်ကိုဖြစ်ခြင်းကပေါင်းသင်းဆက်ဆံရေးအတွက်အကောင်းဆုံးသောပွင့်လင်းမှုဖြစ်တယ်။စကားပြောဆိုရင်လည်းကိုယ်နဲ့ပြောဆိုဆက်ဆံနေတဲ့ပုဂ္ဂိုလ်ရဲ့အသိဉာဏ်အစဉ်အတန်းကာလန်ဒေသန်ကြည့်ပြီးပြောဆိုပါ။မလိုအပ်ပဲစကားကြီးစကားကြီးမပြောရ။မချက်ပြုစကားတုတ်ပြန်စကားအ ဖြည့်စကားခွန်းတို့ပြန်ရရင်လည်းအယိုးရှင်ဆုံးသာမန်စကလုံးဘောဟာရတွေကိုပဲတွင်တွင်သုံးပြီးပွင့်လင်းမြင်သာမှုရိုးစင်ဖြောင့်မတ်မှုကိုပြပါမလိုအပ်တဲ့စကားမပြောသင့်တဲ့စကားမဖြည့်သင့်တဲ့အဖြစ်သိပြီးဖြစ်တဲ့ဖြစ်ရဲ့စသဖြင့်တစ်ဖက်သားအတွက်အကျိုးရှိစေမယ့်အကြောင်းမှမဟုတ်ရင်အဆက်ကိုပိတ်ထားခြင်းကအကောင်းဆုံးပါပါဇက်စီကအသက်စီထက်ပိုပြီးတော့ရေးကြည့်ပါတယ်။ဒါကြောင့်ဘာပဲပြောပြောကာလန်ဒေသံကိုကြည့်ပြီးတတိထာပြောဆိုတာအောင်အရင်ဆုံးနှလုံးသွင်းဆင်ခြင်ပါ။ အမူအရာတွေကိုကြည့်ရင်အဖြစ်ကိုချင်းသိက္ခာနဲ့အဆင့်အနှံခံမှန်လို့ရနိုင်ပါတယ်။ဒါပေမဲ့လူရထက်ပို့ပြီးလုပ်ပြမိတတ်တဲ့လူတွေလည်းရှိပါတယ်။စကားပြောရင်လက်အမူအရာမပါဘဲမပြောတတ်တဲ့သူတွေတစ်ဖက်လူစကားပြောရင်ခြေကနာမငြိမ်လှုပ်စီလှုပ်စီဖြစ်နေတတ်သူတွေနှကောင်းပို့ရတာနဲ့ခေါင်းကုတ်ရတာနဲ့ကိုကြည့်ဒီငင်းနေတာမျိုး ပြောသမျှကိုနားထောင်တယ်လို့သာဆိုတယ်။တနည်းအားဖြင့်အာယုံဆိုင်နိုင်တဲ့စိတ်မျိုးမရှိတာကိုမြင်ုံနဲ့သိနိုင်တာမျိုးတွေကပေါင်းသစ်ဆက်ဆံရေးကို ျက်စီသွားစေနိုင်တဲ့အမှုကျင့်တွေပါ။ဒါကြောင့်ဘသူနဲ့မဆိုပေါင်းသင်းဆက်ဆံတိုင်းမှာအာယုံဆိုင်ပြီးတည်ငြိမ်တဲ့ကိုဟန်အမှုရာရှိသွားအောင်အရင်ဆုံးလေ့ကျင့်ထားပါ။စကားပြောတဲ့လေသာဟာနှလုံးသားထဲကအခြေအနေကိုဖော်ပြနေတတ်ပါတယ်။ကိုလေသာဟာပုံမှန်အဖြစ်မူတည်ဖြစ်တဲ့ပေမဲ့တခါတလေအခြေအနေရာဟန်ကြီးပန်ကြီးပြောတဲ့ပြောရပါတယ်။အင်တိုက်အားတိုက်ပြောတဲ့အချိန်မှာပြပြနွဲ့နွဲ့ပြောလို့ကတော့လူမုန်းခံရတတ်ပါတယ်။ခြေနေလိုက်လေသံကိုဟန်နဲ့ထိန်ပြီး ပြောစုဆက်ဆက်ပါမလိုအပ်ပဲအတန်ကြီးအတန်ကြောင့်လည်းမပြောမိပါစေနဲ့မြ мян နားထောင်ပြီးမေးရင်ဖြေပါအသိရင်ဝန်ခံပါဒါဟာစကားပြောစုခြင်းပညာရဲ့အသက်ပဲဖြစ်တယ်တစ်ဖက်သားနဲ့ဆက်သွယ်ပြောဆိုရင်ဘယ်တော့အခါမှမလိုအပ်ပဲအချိန်မဆွဲပါနဲ့တုတ်ပြန်တဲ့နာကိုချက်ချင်းတုတ်ပြန်ခြင်းကစကားပြောစုတတ်ခြင်းပဲဖြစ်ပါတယ်အချိန်ဤအချိန်ခါလိုက်အဖြေကောင်းကိုပေးတတ်ခြင်းကဖြတ်ထူးညံကောင်းခြင်းဖြစ်ပြီးလူရာထက်ပိုမပြောပဲပုံကူလိုက် အဖြေဝတ်တက်ခြင်းကဉာဏ်ပညာထက်မြက်ခြင်းဖြစ်ပါတယ်။ဒါပေမဲ့လိုအပ်ရင်လိုအပ်သလိုဖြည့်တင်တာကိုဖြည့်တင်သလောက်ဖြည့်ပေးပါ။မလိုအပ်ပဲဟန်မဆောင်ပါနဲ့။တချို့အနေထားတွေမှာလန်ကျုပ်ဆက်လန်ထွင်ပြီးဟာတာနှောင်းရုသဘောကိုဆွဲနိုင်ရတာမျိုးရှိပေမဲ့ညာသောအဖြစ်စကားနည်းနေခြင်းကလူတက်ကြီးအဖြစ်တမင်ဟန်လုံးနေသလိုဖြစ်သွားတတ်ပါတယ်။ဒါကြောင့်ဘလို့အချိန်နေမှာမဆိုနှိမ့်ချပြီးဆက်ဆံခြင်းကအသင့်တော်ဆုံးသောဆက်ဆံမှုပဲဖြစ်တယ်။လူကဲခက်တတ်ဖို့ စိတ်ဆွမ်းအားစိတ်တကူလိုလေးချင်တဲ့နေရည်နဲ့တက်မြောက်တင်ယူလို့လုံးဝမရနိုင်ပါဘူး။ကိုတွေ့လက်တွေ့လူတိုင်းနဲ့ပေါင်းသင်းဆက်ဆံပြီးအဲ့ဒီဆက်ဆံရေးတွေကနေအကြောင်းထက်လာမဲ့လူတွေရဲ့အမှုအကျင့်အမှုအရာအတွေးခေါ်အပြောဆို အကြံစီအဆုံးဖြတ်စသဖြင့်အခြားတွေကိုစုစည်းပြီးစမ်းစစ်တက်သွားမှတက်မြောက်နိုင်တဲ့လက်တွေ့လေးချင်ခံပညာမျိုးဖြစ်ပါတယ်။ချိန်ဖန်များစွာစစ်ဆေးပြီးလက်တွေ့အသုံးချခြင်းအမှားကိုပြင်အတိကိုတိုး လက်တွေ့ချက်ချက်လုံနိုင်တော့မှကိုကိုကိုစိတ်တကူရှင်အဖြစ်နာမည်ပေးနိုင်ပါလိမ့်မယ်